တီမျိုးသားကတကယ်ကိုပါရမီရှင်ပဲဖြစ်ပါတယ်။သူကကန်ဆာမှာခလေးအတွက်ခန္ဓာတစ်ခုဖန်တီးပေးဖို့အတွက်ကော်ပြားတစ်ခုကိုကန်ပြီးတော့တဲတောင်ပေါ်မှာလေတော့ပုံစံမျောင်းစတူပါရော်လေ။အဲဒီနောက်မှာတော့အထဲမှာသူရဲ့တီထွင်မှုတွေကိုစာပြီးတော့ဖန်တီးပါရော်လေ။သူကတဲတွေကိုပုံစံခွက်ထဲထည့်ပြီးပုံစံငယ်လေးတွေတစ်ခုပြီးတစ်ခုလုပ်ပါရော်လေ။သူရဲ့အမြင့်ဆုံးဖြစ်တဲ့အဓိကခန္ဓာတချို့ကိုပြုလုပ်ပြီးတဲ့နောက်မှာတော့သူကခေါ်သေးလေးနဲ့ခန္ဓာတွေပြီးကမြင်မျက်နှာတွင်ပြင်ကိုဂယူတဆိုင်ပုံဖော်ပါတော့တယ် လေကတိအနေငယ်ကိုတောင်ထည့်ပြီးတော့အဲဒီနောက်မှာတော့ဒေတာပုံစံအသေးတုံးလေးတွေတစ်ခုချင်းစီကိုလေကတိတွေရဲ့ဘေးမှာအစီအစီထည့်လိုက်တာကြောင့်ကြည်လိုက်ရင်အရန်အနှုတ်စိတ်ဖြစ်ပါတယ်။သူကပုံစံကွက်တွေရဲ့အကူကြီးနဲ့ခန်တဲ့အပြင်ဘက်ကတတိုင်းကိုဖန်တီးပါရော်လေ။ဒီတတိုင်းကိုဖန်တီးဖို့အတွက်တင်ညနေတပိုင်းအချိန်ကုန်ခဲ့ရပါတယ်။သူကလေးဘက်လီလန်ကတတိုင်းကိုတပိုင်းချင်းစီဖန်တီးခဲ့ပါတယ်။စူးစမ်းမူရိုင်းကအလဲအတန်မဖြေလို့သာကျေးဇူးတင်ရမယ်ပြောရမှာပါ။ သူကလေတောက်ပုံတဲတုံးလေးတွေကိုတတိုင်းပေါ်မှာအစီရီတင်လိုက်ပြီးတဲ့နောက်ကြီးမားတဲ့တဲခန့်တံမျိုးကြီးကပြီးလူနေပါဖြစ်သွားခဲ့ပါတယ်။ကြီးလိုက်ရင်ဘာမှမဟုတ်ဘူးထင်ရပေမဲ့တတိုင်းပြင်ဘက်ကိုအကျယ်ချဲ့ကြည့်လိုက်မယ်ဆိုရင်တော့မီတာပေါင်းများစွာမြင်တယ်လို့ထင်ရပြီးသူ့ထဲမှာရှိတဲ့ရဲတိုက်တွေကအနေအမြင့်တွေကိုထင်ထင်ရှားရှားမြင်နေရပါတယ်။ဒါအပြင်ခန့်တပ်တွေရဲ့အပေါ်မှာစောင်းကျက်နေတဲ့စစ်သားတချို့ရှိသေးတာမို့လို့ကြီးရတာပြောစရာကောင်းတယ်လို့ဆန်လဲဆန်လာပါတယ်။ ဒီဖန်တီမှုကအရန်ကိုမှတ်ပြီးတော့သူ့ရဲ့ကလေးတွေကတော့အရန်သဘောကျနေလောက်မှာပါ။ကန်ချီကိုသွားတဲ့အချိန်ဒီလိုလက်မှုပညာရှင်ကိုပါခေါ်သွားနိုင်မယ်ဆိုရင်တော့တေချာပေါက်ပျော်စရာကောင်းလောက်မှာဖြစ်ပါလေ။